ဒီလိုကိစ္စတွေနဲ့ချဲစီကိုနုံနစ်အောင်လုပ်နေကြတဲ့တော့ပိုလေးတို့အသိပိုင်ရှင်တစ်တိုက်ပရိသတ်များလုံးဝမိတ်လားဗျာဘလူးလိုင်းခင်းကနေပြန်လဲကြိုးလိုက်ပါရင်တကယ်ဆိုရင်ပိုလေးတို့ရဲ့အတွေးကလိုက်မမီနိုင်စရာကြီးပါဘာတွေဖြစ်ချင်လို့ဖြစ်နေကြမှမသိပဲဘာတွေလုံးလုံးလုံးနေကြတယ်ဆိုတာကိုလည်းမှန်းဆရတာခက်ပါရင်အမှန်ဆိုရင်ပိုလေးနဲ့အက်ကာပါလီတို့ပိုင်ဆိုင်ထားတဲ့တခြားကလပ်အသင်းတွေလည်းရှိပါရင်ပြင်သစ်ကလပ်စတားပေါ်ပါညီမကလပ်တွေဖြစ်တာကြောင့်ကစားမအပြောင်းရွှေ့ကိစ္စတွေကိုဒီနေ့တင်းကြမှာဘောင်ထဲကနေစိတ်ရှိသလိုထင်တိုင်းကျဲလှုပ်ဆောင်ခွင့်ရရှိနိုင်ပါရင်စတားပေါ်မှာလည်းရေချင်းရှိတဲ့ကစားမတွေအများကြီးရှိပါရင် ခွင်းလင်းနေရာနဲ့တာဝန်တိုင်းစစ်နေရာမှာကစားနိုင်တဲ့စင်နီကောကစားသမားဟာဘေးဒိုင်ယာဆိုရင်ဒီဟာဒီမှာပုံစံကောင်းနေပြသထားနေတာကြောင့်ကလန်တင်းတော်တော်များကသူ့ကိုလိုချင်နေရပါလက်ရှိမှာတော့ဗီလာကဒိုင်ယာကိုခေါ်ယူဖို့အတွက် ထိတ်ဆုံးကနေတက်တက်ကြွကြွနဲ့လှုပ်ရှားနေပြီးပေါင်း25ဒဏ်နဲ့ကံလန်မှုပြုလုပ်ထားတယ်လို့သိရပါတယ်။ကစားမကိုရောင်းတင်မြောင်းတင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဗိုလ်လီလူကပဲဆုံးဖြတ်ချက်ချပေးရမှာပါ။ဖီလာကလည်းခုနကပိုင်းချန်ပီယံလိဝင်ခွင့်တိုက်ပွဲအတွက်ချက်စီနဲ့အပြိုင်ဖြစ်လာတာကြောင့်ဒဏ်ရာကိုဖီလာလက်ထဲထည့်ပေးလိုက်တာဟာရောက်ဖွားကိုကျဲဥတိုက်တယ်လို့ဖြစ်သွားမှာကိုလည်းဗိုလ်လီလူကစိတ်ပူနေကြပါတယ်။ဒဏ်ရာကဒီဟာဒီမှာ Strawberry အတင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီး Strawberry အတွက်33ပွဲပိုင်းကစားပေးထားကလေးကိုသွင်းယူထားပြီးဂိုးဖန်နေမှု၅ချိန်ပြုလုပ်ပေးထားနိုင်ပါတယ်။ ဒီလိုမျိုးအရင်သွင်းရှိတဲ့ကစားမမျိုးတွေကိုချင်းစီအသင်းထံငွေကုန်ကြေးကျသက်သာစွာခေါ်ယူလို့ရပါတယ်။ဒဏ်ရာကအကွင်းလင်မာရောတောင်ပိုင်းတိုင်းစစ်မှာပါကစားနိုင်တာကြောင့်နီးပြားအတွက်အတော်လေးအလုပ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုကစားမမျိုးကိုမခေါ်ဘဲနက်တိုကိုဈေးများကြီးပေးခေါ်ရင်ဒီလောက်နဲ့အားမရသေးလို့ဆန်ချိုကိုပါထပ်ခေါ်ရင်အခုရာသီကုန်မှာပေါင်25တန်းနဲ့ဆန်ချိုကိုပြတ်တက်ဝယ်ရမယ်။မဝယ်ရင် 5G ပေါင်5တန်းပြရမယ်။ဒါကြောင့်ပြောပါရင်ဗိုလ်လေးလိုစိတ်ကူးတွေကနိုင်စလေပဲရောက်နေပါပြီလို့ဘောလုံးကိုတော့ဖော်ပေါ်မဟုတ်ဘဲဆော့ကာလို့ပြောကြတဲ့နိုင်ငံကနေလာတဲ့တထင်းတွေဖြစ်လို့ပြောတာလဲကြွားကြကြပါပဲ။